စစ်တပ်ကစစ်တပ်မှာမပြောင်းလဲပါဘူး။တောက်ကျင်းရုပ်တဲ့တတိရှိတဲ့စစ်တပ်မှာအကျင့်ရုပ်တဲ့ကောင်တွေကြီးပဲစုနေရပဲ။နောက်ပြီးတော့အာနာမမောနေတဲ့ကောင်တွေကြီးပဲ။စစ်တပ်စီကနေခွင့်ရေးတောင်းနေရအောင်ဒီစစ်တပ်ကအကျင့်ညူခံစစ်တပ်လည်းမဟုတ်တဲ့။ဘာမှမဟုတ်။အော်ဒီစစ်တပ်လီကနေအခွင့်အရေးကိုတောင်းယူရမှာမဟုတ်ကျွန်တော်တိုက်ယူရမှာဖြစ်ပါအားလုံးပဲမင်္ဂလာပါ ဒီနေ့ပြဆက်ပေးခြင်းနဲ့ဇလန်းလေးရတာရှာအားလုံးမင်္ဂလာညကျွန်တော်တို့ရဲ့ပုံမှန်တင်ဆက်နေကြဖြစ်တဲ့တော်ဝဲလီအစီအစဉ်ကနေအားလုံးကိုတင်လေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့လက်ထက်အောင်နှစ်ယောက်လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်တည်နေတဲ့စည်ရေးနိုင်ငံရေးစတဲ့တင်းဒီတွေကနေမှာအလင်းတင်နေကျွန်တော်တို့လလန်းမိတဲ့ကိစ္စတွေကိုကျွန်တော်တို့ဒီကိုလက်ပတ်ကပြောဆိုသွားမှာဖြစ်ပါတယ်မင်္ဂလာမင်္ဂလာဟုတ်မင်္ဂလာပါဆိုဒီနေ့ကတော့နိုင်ငံရေးစည်ရေးကိစ္စတွေ ပတ်သက်ပြီးတော့ပြောရမှာဆိုလို့ရှိရင်တော့ဒါယာပိရဲ့ပြောသွားတဲ့စကားလေးနေပြီးစတယ်။ဒါလင်ထောင်သူတို့ချင်းဒီတည်င်းကိုလည်းဖတ်ပြီးတော့ထင်တယ်။ယာပိကသူပြောသွားတယ်ပေါ့နော်။ဒီစစ်တပ်ကိုဒီဘယ်လိုပြောမလဲ။ဒီနိုင်ငံကြီးရတယ်ပေါ့နော်။ဟိုခေထိုးလိုက်မှုတွေပေါ့။ဘာဖြစ်တယ်လို့ဆိုတဲ့သဘောကြီးသူပြောသွားတယ်ပေါ့။အဲ့ဒီမှာဒါမေခုမြန်အားကြီးဖြစ်လာတယ်ပေါ့နော်။လက်ရှိပါလေဒါစစ်ကောင်စီကရေကောက်ွယ်လုပ်ဖို့ဆိုတဲ့ကိစ္စကိုသူတို့က တကုံသူလော်လော်နေတော့လော်နေချိန်မှာမရောက်နိုင်ဘူးလေပြောသွားတယ်ဒီရေကောက်ကွေကိုကိုရီးယားဇလန်တွဲလိုမျိုးအိန္ဒိယဇလန်တွဲလိုမျိုးတော့ episode တွေအပိုင်းလိုက်ပြီးတော့ခေါက်ခဲပြီးတော့ကျင်းပါမှာမဆိုလည်းသူကြိုးပြသွားတယ်ဆိုတော့အဲ့လိုမျိုးအနေအထားတစ်ခုမှာယာပြီးယာဒီလိုစကားကြီးပြောလာတယ်ဆိုတော့ဒါကဘယ်လိုတော့ဆောင်းလို့ဒါတခြားမြင်တယ်အော်နာမည်ကယာပြေဒါမဲ့လူကတော့နေနေရာပြွတ်နေတယ်ယာပြေစာကြက်မပြေဆိုပြီးအဲ့လိုပြောင်းအောင်ဖြစ်အော် ဟိုစစ်တပ်ကဒီအကွက်ပဲလေနော်ကျွန်တော်တို့မပြောင်းလဲပါဘူးစစ်တပ်ကစစ်တပ်ကစစ်တပ်ပါမပြောင်းလဲပါဘူးတောက်ကျင်းရုပ်တဲ့အာသတိရှိတဲ့စစ်တပ်မှာအကျင့်ရုပ်တဲ့ကောင်တွေကြီးပဲစုနေရပဲနောက်ပြီးတော့အာနာမမောနေတဲ့ကောင်တွေကြီးပဲအဲ့တော့အာတေကြာတို့ကတော့စစ်တပ်ဒီဘယ်သောခါမှနိုင်ငံအရေးထွက်ဖို့သူတို့ကဘယ်သောခါမှကြိုးစားမှာမဟုတ်စစ်တပ်နိုင်ငံအရေးထွက်ဖို့အတွက်ကိုကျွန်တော်တို့တွေပဲလုပ်ရအောင်အဲ့တော့အာစစ်ဒီစကားတွေကိုဘာကြောင့်ဒီအချိန်မှာထုတ်ပြောလာလဲလို့ပြောရဲအဲသူတို့ အာဒီအာသူတို့ ਨੇ ပူပေါင်းပတ်ပတ်ပြီးတော့ဟိုလုံနေတယ်ဟိုနော်ဟိုနိုင်ငံရေးပါတီတွေအာတခြားသူတွေပေါ့နော်စစ်တပ် ਨੇ ပေါင်းလဲပါတီတွေကြားထဲမှာဒီစကားကိုပြောတာပေါ့အဲ့တော့အာကျွန်တော်တို့တောက်လျှောက်ကြုံပြီးွားပြီစစ်တပ် ਨੇ ပတ်သက်ပြီးကျွန်တော်တောက်လျှောက်ကြုံပြီးွားပြီစစ်တပ်ဒီအာဟိုစစ်စစ်စစ်တိုက်ဖို့တက်ကိုနိုင်ငံရေးအာဏာပုံမှတ်တယ်အဲ့တော့နိုင်ငံရေးအာဏာရယူဖို့အတွက်ပဲစစ်တပ်ဒီစစ်တိုက်ခဲ့တာဖြစ်တယ်အထက်မှာပို့ဘူးအဲ့တော့ဟိုပေါ့နော်အထက်မှာပို့နိုင်ငံရေးအာဏာရယူမှလာသူတို့ဒီ အာသူတို့ရဲ့စစ်ကောင်းဆောင်တွေဒီဒီနိုင်ငံမှာသူတို့လှုပ်ချင်သလိုလှုပ်လို့ရမယ်နိုင်ငံမှာသူတို့ကျဲချင်သလိုကျဲလို့ရမယ်သူတို့ထင်တိုင်းကျဲလို့ရမယ်အနေအထားတခုသူတို့ကိုယ်တိုင်ဖန်တီးထားပဲအဲ့တော့ဒီနိုင်ငံရေးအာဏာကိုမမောနေတဲ့အာစစ်တပ်ဒီဟောပါတော့နိုင်ငံရေးကနေပြီးတော့ဖယ်ထုတ်ဖို့ဆိုတာအာကျွန်တော်တို့အနေနဲ့ကတော့တော်တော်ကြီးကိုကြိုးစားနေရတယ်ဟောနော်အခုလေအာပုံမှန်လေးလေးပြောရရင်ကျွန်တော်တို့တော်လိုင်းရဲ့အားစုတွေရဲ့ value တွေပဲသွားမယ်မေးစစ်တပ်ကောင်းပြီတွဲဆောင်ဆွေးနွေးရမယ်ဆိုရင်တော့ စစ်တပ်ကြီးနိုင်ငံကြီးကထွက်ခွာပေးရမယ်ဆိုတဲ့ဥစ္စာတခုအားလုံးကပြောထားကြတာပေါ့အားလုံးလည်းဟိုဟာတည်ပြီးသားပေါ့အဲ့တော့တေချာတခုကတော့အာသူတို့ဒီစစ်တပ်နိုင်ငံကြီးမှာဆက်ရှိနေတဲ့အာဆက်ရှိနေစေတဲ့အကြောင်းတရားတွေကိုဖန်တီးတင်လို့ဒီအာနာသိမ့်မှုကိုသူတို့လုပ်ခဲ့အဲ့တော့ဒီအာနာသိမ့်မှုဖြစ်စဉ်ရဲ့နောက်မှာကပ်ပါလာတဲ့ဥစ္စာတွေကလည်းငကိုအတိုင်းပဲဒီစစ်တပ်ကဒီဟာကြီးပဲသူတို့ဒီထဲမှာပဲတဝဲလေလေရှိုက်နေတာအဲ့တော့စစ်တပ်ကနိုင်ငံကြီးအာနာဘလောက်ထိ မမောလဲဆိုတဲ့ဥစ္စာဆိုကျွန်တော်ဟိုတစ်ပတ်က DSC အကြောင်းပြောပြတယ် DSC အကြောင်းပြောပြတဲ့ဆိုတဲ့အချိန်မှာ DSC ကိုတက်တဲ့အချိန်မှာ DSC မှာအဲဒီဘူလောင်းတွေကိုပြောကြတာရှိတယ် DSC ရာအကောင်တွေပဲနိုင်ငံအုပ်ချုပ်တာဟော DSC ရာအကောင်တွေပဲနိုင်ငံအုပ်ချုပ်ကပဲတခြားသူတွေမအုပ်ချုပ်ကဘူးဆိုတဲ့ဥစ္စာတခုပြောချင်တာကလည်းဆိုအုပ်ချုပ်ရေးပိုင်းမှာငါတို့စစ်တပ်ပဲနေရာယူတခြားသူတွေနေရာယူဖို့လုံးဝမကြိုးစားနဲ့ နောက်ပြီးသူတို့ကိုယ်တိုင်ထင်မှတ်နေတဲ့အရာခုရှိတယ်။ဒီအချိန်မှာစစ်တပ်နဲ့တွားပြီးတော့ပေါင်းပြီးတော့ရွေးကောက်ပွဲကနေတဆင်တခြားလမ်းကြောင်းတွေကိုဖော်ဆောင်ရမယ်ဘောနော်တခြားဥစ္စာတွေကိုလှုပ်ရမယ်စစ်တပ်နဲ့အကျိုးစီးပွားနဲ့တာယာနေချားတဲ့သူတွေကိုကျွန်တော်ဒီနေရာကနေတခုပြောလိုတာစစ်တပ်ကြီးကနေအခွင့်အရေးတွားတောင်းအောင်ဒီစစ်တပ်ကဟိုကျွန်တော်တို့ဟိုကဘယ်လိုပြောမလဲဟိုစစ်တပ်ကြီးကနေအခွင့်အရေးတွားတောင်းနေရအောင်ဒီစစ်တပ်ကအကြီးညိုခံစစ်တပ်လည်းမဟုတ်ဘူးဟုတ်လားဘာမှမဟုတ် ော့ဒီစက်တက်လေးကနေအခွင့်အရေးကိုတောင်းယူရမှာကျွန်တော်တိုက်ယူရမှာဖြစ်ပါအဲ့တော့ဒီနေရာကနေဟိုဟာဟိုပြောချင်တာကသူတို့ဒီသူတို့လောက်တက်တဲ့နိုင်ငံရေးဓမ္မမရှိဘူးသူတို့ရဲ့နိုင်ငံရေးကမှစနစ်ကြတာသူတို့ကသာအရာရာကိုသိတာအရာရာကိုနားလဲတာမင်းတို့သိတဲ့အသိပညာဟာငါတို့လောက်မရှိပါဘူးဆိုတဲ့ပုံစံဒီစက်တက်တွေကောင်တွေထဲမှာအကုန်လုံးဝင်တယ်ဒါကြောင့်မို့လို့လေသူတို့ကနေရာဖယ်ပေးဖို့နိုင်ငံရေးအာဏာကိုသူတို့တယောက်ထဲမှာပဲလက်ကင်ထားရှိဖို့ကသူတို့ရဲ့ရည်မှန်းချက်ပဲ စစ်တပ်ရဲ့ generation တိုင်းမှာအဲရည်မှန်းချက်ရှိတယ်။နိုင်ငံရေးအနာဂတ်ကိုပဲယူထားမယ်။နိုင်ငံရေးအနာဂတ်ဘသူ့ကိုမှပေးလို့မရဘူး။ဘယ်နိုင်ငံရေးသမားကိုမှလည်းမတို့နိုင်ငံရေးအနာဂတ်ပေးလို့မရဘူး။အခုတတ်ကြအိုကြီးတွေလားတတ်ကြအိုကြီးတွေနိုင်ငံရေးသမားတွေစစ်တပ်နဲ့အတူတူလက်တွဲလုပ်နေရတယ်လို့ကျွန်တော်တို့အများကြီးတွေ့တယ်။နိုင်ငံရေးအနာဂတ်ဘယ်နေရာမှာရလို့။အခုသူတို့ရဲ့အဖွဲ့အဝေးစစ်ကောင်စီရဲ့အကြံပေးတို့ဘ ਹੁ အကြံပေးတို့ဟုတ်လားနောက်ပြီးတော့ အာနိုင်ငံတော်ကောင်စီအဖွဲ့ဝင်တို့ဘာလို့ပေးထားတဲ့သူတွေအဲထဲမှာလိုက်ဟိုပါဘောနော်ဒါဟိုစစ်မှန်တဲ့နိုင်ငံရေးသမားတွေတော့မဟုတ်ပါဘူးအဲ့ကသူတွေသူတို့ရဲ့နိုင်ငံရေးအာဏာဗမာအပြည့်အဝအသုံးချလို့ရဗမာအပြည့်အဝအသုံးချလို့ရပြောမယ်ဆိုအာငါတို့အောက်မှာပဲနေငါတို့ပေးတာပဲစာငါတို့ကြွေးတာပဲငါတို့ကြွေးတာပဲစာငါတို့ပေးတာပဲယူဆိုတဲ့ပုံစံမျိုးပဲစစ်တပ်ကထုတ်ခဲ့အဲ့တော့အာကျွန်တော်နိုင်ငံမှာနိုင်ငံရေးသမားတယောက်အနေနဲ့ ဘောနော်စစ်တပ်ကိုကြော်လို့မရဘူးငါတို့လာမကြော်နဲ့ဆိုတော့ logic ကြီးကတောက်လျှောက်ကိုစစ်တပ်ကနေပြီးတော့ထည့်ပေးခဲ့တာဖြစ်တယ်အဲ့တော့ဒီစစ်တပ်ကိုကျွန်တော်တို့နိုင်ငံရေးကနေပြီးတော့နိုင်ငံရေးမှာဆက်ရှိထားလို့မရတော့ကျွန်တော်တို့တွေပညာတွေတက်လာတယ်အာကျွန်တော်တို့တွေပြင်ပကနေပြီးတော့ဘုဒ္ဓတာတွေအများကြီးရလာတယ်ဘာမှပြင်ပဘုဒ္ဓတာလည်းမရှိဘာမှမရှိဘာမှခေါင်းထဲမှာမရှိတဲ့အကောင်တွေကိုကျွန်တော်တို့ဒီနိုင်ငံရေးမှာဆက်ပြီးတော့ဘောနော်သူတို့နဲ့အတူတူဆက်လုပ်နေတွေ့ကျွန်တော်နိုင်ငံဟာဘာမှဖြစ်လာမှာမဟုတ် ကျွန်တော်နိုင်ငံရဲ့တရားဥပဒေထက်မှာစစ်တပ်ဟာနိုင်ငံရေးအာဏာရှူပြီးတော့ဂုတ်ခွစီးထားတဲ့ကောင်တွေဖြစ်တယ်။အဲ့တော့ဒီစစ်တပ်ကပြောတဲ့စကားတွေဒီစစ်တပ်ကလုပ်တဲ့အရာတွေအရာအလုံးဟောအတုအယောင်တွေပဲ။ဘယ်တော့မှပြည်သူပေါ်စစ်မှန်တဲ့သူမဟုတ်လို့သူတို့နဲ့ပေါင်းထားတယ်သူတို့နဲ့ပင်းထားတဲ့ကောင်တွေပေါ်မှာလည်းသူတို့ရဲ့အစ်စ်အမှန်ကိုဘယ်တော့မှမပြောင်း။ဒါပေမဲ့စောက်ကျင်ရုပ်တဲ့တဏ္ဍာန်ကိုတော့ မကြာခဏကိုထုတ်ပြလေရှိတယ်အခုလေသူတို့နဲ့ပေါင်းနေတဲ့နိုင်ငံရေးပါတီတွေပြောတာကတော့ဟိုဟာနေပြီးတော့ထုတ်ဖယ်မှုမကြိုးစားနဲ့ကျန်တဲ့သူတွေလည်းကြိုးစားလို့ရမဟုတ်ဘူးဆိုတဲ့ဥစ္စာကဒီရွေးကောက်ပွဲမှာသူတို့အနေနဲ့ဟောတော့ငါတို့ပဲအာဏာယူမယ်မင်းတို့လည်းငါတို့ပေးထားတဲ့နေရာပဲယူရမယ်အဲ့ကျန်တဲ့အဖွဲ့လေလာမတော့ရှက်နေဆိုရယ်အလားသဏ္ဍာန်နဲ့ဒီနေ့မှာလူမကြီးစကားကိုထပ်ပြောလိုက်တာလို့ကျွန်တော်တို့ပြောလို့ရမင်းတို့တွေကတော့ဖယ်ဖို့မကြိုးစားနဲ့ကျွန်တော် NUG တို့တခြားသောအဖွဲ့တွေပြောကြတယ်စစ်တပ်ကိုနိုင်ငံရေးအာဏာနိုင်ငံရေး ကနေပြီးတော့ထွက်ကားသွားမယ်ဆိုတော့စပွဲဝိုင်းပေါ်ကနေပြီးတော့မင်းတို့သွားတော့ဆိုပြီးတော့ကျွန်တော်ဘယ်တော့မှမနှင်ထုတ်လို့ရမှာမဟုတ်ဘူးအလုံးဝချင်းတည်တယ်ဒီစစ်တပ်နဲ့နိုင်ငံရေးဆွေးနွေးစရာအကြောင်းကျွန်တော်တို့မှမရှိဘူးကျွန်တော်မြင်တာကတော့မရှိဘူးရှိလေဒီဆွေးနွေးပွဲကနေရလာတဲ့နိုင်ငံရေးသဘောတူညီချက်တွေဟာစာရွက်လေးထဲမှာပဲရှိပြီးတော့ပြင်ပမှာလက်တွေ့အကောင်ပေါ်လာမဲ့အရာတွေလည်းတစ်ခုမှရှိမှာမဟုတ်ဘူးကျွန်တော်တို့မကြာခဏပြောကြတယ်ကျွန်တော်တို့လည်း CDN ဝင်လာပြီးတဲ့အချိန်မှာကျွန်တော်ပြောတယ် ဒီစစ်တပ်က generation light ကိုပျက်စီးနေတာဒီစစ်တပ်ကိုကျွန်တော်တို့ကအရာအားလုံးဖယ်ထုတ်မှရအရင်တော့အမေသူ့ဝန်ပြောခဲ့စစ်တပ်ထရား1%နေတာတယောက်ပဲသူ့ဘက်မှာလာရက်ဟလာ1%နေတာအာ25ရက်ကနေတော့1%နေပဲလာရက်ဆိုတော့ဘသူမှလာမရနိုင်ဘာလို့လာမရနိုင်လဲဒီစစ်တပ်ကနိုင်ငံရေးပုံမှန်ယူမှမယူတာအဲ့လိုပဲကျွန်တော်တို့အခုချိန်မှာတွေးထားရမှာတခုကဒီစစ်တပ်ကများဘောတော့ငါတို့ပြည်သူနဲ့ဘောတော့ဟိုဘောတော့ပြည်သူနဲ့ ဟို50 50ပဲထားပါ50ပေါ့လေပြည်သူအခွင့်အရေးပေးပြီးတော့စောင့်ရမယ်ဆိုရင်တော့စစ်တပ်ကလုံးဝစဉ်းစားမှမဟုတ်ဘူးသူတို့နိုင်ငံရေးအလားရယူထားမှသူတို့အတိုင်းအဝိုင်းရဲ့အော်စီးတဲ့ဥစ္စာတွေကိုသူတို့ကောက်ဝင်လိုက်မှာဖြစ်တယ်ဒီစစ်တပ်ကပြည်သူတို့အလုံးလုံးနေတာမဟုတ်ဘူးသူတို့ရဲ့ဟိုအချင်းချင်းကြားသူတို့ရဲ့လူတစုအတွက်သူတို့အလုံးလုံးနေတာဖြစ်ပါအဲ့တော့ဒါကိုကျွန်တော်တို့သိဖို့လိုပါတယ်အဲ့တော့အာကျွန်တော်ကတော့ရာပြည့်ဒီနေ့ပြောလိုက်တဲ့စကားဒီလူမိုက်စကားထပ်ပြောတယ်လို့တော့ကျွန်တော်ကပြောချင်တယ် တို့ကောင်တွေငါတို့ဖယ်ဖို့မကြိုးစားနဲ့ဘာညာဆိုတော့အဟိုပုံစံမျိုးနဲ့ပေါ့နော်လူမိုင်းစကားထပ်ပြောတာအဲ့တော့ပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ကဒီစစ်တပ်ကိုကျွန်တော်တန်လိုက်တဲ့ချထားမှာတခုပဲကျွန်တော်ဒီစစ်တပ်ကိုနိုင်ငံရေးရရှားအောင်ဖယ်ရမယ်မဟုတ်ဘူးအမြင့်ဖယ်ရပါအမြင့်ဖယ်မင်းတို့ပြောတော့ရတဲ့မှာဆိုလို့ရှိရင်ဒါအရန်ဟိုဒါတိတာပါလဲဆိုလို့ရှိရင်စစ်တပ်ကဟိုတကယ်ဝင်သူဒီမိုက်စကားပြောပြီးရေကောက်ပဲဒီလိုနီးတဲ့အချိန်မှာဒီလိုစကားပြောတဲ့ချင်းအားဖြင့် စစ်တပ်ဒီဘလူဒီဘလူပုံစံမျိုးနဲ့မဆိုဒီနိုင်ငံကြီးမှာပါဝင်ပတ်သက်နေမယ်ဆိုတာကိုဒါဘလူပြောနေဆိုလို့ရှိရင်ဒါဟိုလူသိရှင်ညာထပ်ပြီးတော့အတိပေးလိုက်တဲ့သဘောပဲပေါ့နော်ဘာလို့သူဟိုဒီစကားတခုနဲ့ကြိုးတယ်ငိုရီကတိထားပြီးသားဒါပေမဲ့အခုကဒီလိုသတင်းမီဒီယာတွေပါတဆင့်အကုန်လုံးသိအောင်လို့တမေတကောင်ပေါ့နော်ဒီဂျာပြစ်ကိုလည်းရည်ရွယ်ချက်ရှိနေပြောလိုက်ကြလို့လည်းဒါကလည်းမြင်တယ်ဆိုတော့အဲ့ဒီမှာထပ်ပြီးတော့ပြောစရာရှိတာကရေးကောက်ပဲလုပ်တယ် ဆိုတော့ဒီနေ့မှာဆိုလို့ရှိရင်ဒါကိုကိုကြီးနဲ့ပတ်သက်တဲ့အင်တာဗျူးတွေတက်လာတာညင်ရတယ်ဆိုတော့အဲ့မှာဒီရေကောက်ပဲဆိုရဲ့အနေကြားတစ်ခုကဒါစစ်တက်ကသူ့ရဲ့ခွေးတူပေါ့သူတကယ်ဥမသူထွက်ပေါက်တစ်ခုပေါ့နော်ဒီလိုမျိုးအနေထားတစ်ခုကိုတော်လိုင်းဘက်ကအတိုင်းဝမ်းရတယ်သူပဲသိတယ်ဆိုတော့ဒီလက်ရှိသူတို့ဒီရေကောက်ပဲဝင်ပြိုင်ပဲပြည်တွင်းကပါတီတွေကစားသိတယ်အဲ့လိုမျိုးသိရဲ့အနေကြားတစ်ခုမှာကိုကိုကြီးလိုလိုမျိုးတွေပေါ့နော်တကယ်နိုင်ငံရေးမှာသူတို့တစ်ချိန်ကသူနာမည်ကောင်းရှိကြဘူးလေဒါတမိုင်းရှိကြခဲ့သူတွေကိုယ်တိုင်ကိုယ်က ဒီလိုစစ်တပ်နဲ့ပေါင်းပြီးတော့စစ်တပ်ကိုထွက်ပေါက်ရမယ့်နေရာအနေကြတစ်ခုမှာကုညီပေးနေရတယ်ပဲမြင်တော့ခါကျတော့ငါလူငယ်တယောက်နေဆိုတော့မကြည့်တတ်ဘူးဒီဘက်ကြီးပုံစံမမှန်ဘူးအဲ့တော့လေတက်အောင်ဆိုလို့ရှိရင်ရောဘယ်လိုအမြင်ရှိတယ်ဒီဘက်ကြီးဘယ်လိုဘာပြောနေလဲအဓိကအာတမိုင်းဟာရှစ်မိုင်ကိုပြောင်းသွားရင်လို့တော့မှာကျွန်တော် ဟိုကပြောလို့ရတယ်ဘာလို့လဲရှင်းပိုင်းမှာကျွန်တော်ဟိုကရှိတာဟိုစစ်ဟိုကစစ်ဟိုကဘောစစ်ထားတာကြောင့်ရှိတာဟိုရန်ကုန်တိုင်းစစ်ထားတာကြောင့်ရှိတာဟိုတမိုင်းကရှင်းပိုင်းကိုပြောင်းသွားပြီဗျာဟုတ်လားအော်ဥကိုကိုကြီးပေါ့နော်ဒါပုံမှန်လေးလေးပြောရမယ်ဆိုဥကိုကြီးတို့ဆိုလဲဒါသူတို့တမိုင်းဟာဟာတကယ်ဟိုပြည်သူ့ဘက်ကရက်တီခဲ့တဲ့အတွက်ဒါကောင်းတယ်ဟော88ရဲ့တမိုင်းမှာဟောတော့သူတို့တကယ်ဟိုကောင်းကောင်းမလုပ်နိုင်ဘူးဒါပေမဲ့အာဒီနောက်ပိုင်းမှာသူ့အနေနဲ့ဘယ်လိုပြောင်းလဲလာလဲဆိုတာတော့ ပေါ့နော်ကျွန်တော်ကြည့်လိုက်မယ်ဆိုရင်အဲသူ့မှာဘာတွေရှိလဲဆိုတော့ကျွန်တော်အသေးစိတ်ဟိုပါပေါ့အတိဟိုပါပေါ့နော်ကျွန်တော်အများကြီးမပြောလို့ပဲမယ်ဒေဂျာလာတစ်ခုကတော့သူ့ရဲ့လက်ရှိတွေးခေါ်ယူဆချက်တွေဟာအာသူဖြတ်တန်းခဲ့တဲ့တမိုင်းကိုသူ့ဘောက်သူဖြတ်စည်းနေခဲ့တာလို့ကျွန်တော်တို့ပြောလို့ရနိုင်ငံရေးတမိုင်းတစ်ခုရှိခဲ့တဲ့သူတရားကိုကျွန်တော်တို့လူကျွန်တော်တို့လူတယောက်ကဝေဖန်တာလားဆိုရင်တော့ကျွန်တော်တို့ကအခုချိန်ဝေဖန်ရမှာပဲလို့ပဲကျွန်တော်ပြန်ပြောရမှာပဲဟုတ်တယ်လည်းပြောရရင် ရှစ်သက်ရှစ်မှာတမိုင်းကောင်းခဲ့တဲ့သူတွေအများကြီးပဲကျွန်တော်တို့ကိုယ်တိုင်လည်းဟိုလိုစစ်တပ်ထဲမှာနေတော့ဒီရှစ်သက်ရှစ်တမိုင်းကိုကောင်းကောင်းတိခဲ့ရတဲ့အချိန်မှာတကယ်ကိုလေးစားခဲ့တဲ့သူတွေလည်းကျွန်တော်တို့ကအများကြီးရှိရင်းနှီးအချိန်တည်းလည်းရှိတယ်ပြောရမယ်ဆိုပြည်သူနဲ့အတူရက်တည်ခဲ့တာလေပြည်သူတို့ကလှူရှားပြီးတော့ဘဝတွေအများကြီးကိုပေးဆက်ပြီးတော့ဟလာသူတို့ရဲ့အကောင်းဆုံးအချိန်တွေကိုထောင်တွေထဲမှာပေးဆက်ပြီးတော့ဟလာစစ်အာဏာရှင်ကိုကြံ့ကြံ့ခံတိုက်ပွဲဝင်ခဲ့ကြတယ်သူတို့ရဲ့တမိုင်းတွေက အခုချိန်မှာရိုင်းအောင် လုတ်တဲ့ထဲမှာသူတယောက်ပါသွားတာပေါ့နော်။နောက်ထပ်သူတွေလည်းဝူမန်တဲ့သူတွေလည်းဒီစစ်ကောင်စီမှာလက်ရှိပူးပေါင်းနေတဲ့သူတွေလည်းကျွန်တော်တို့အများကြီးတွေ့ရပါတယ်။အဲထဲမှာမှဥပဂိုကြီးကတော့ပြည်သူတွေအစဲခံရဆုံးပေါ့နော်။အပြောခံရဆုံးတယောက်။အော်ပြည်သူတွေကလည်းဘာလို့ဆွေးရလဲ။အခုအချိန်တူတာပြည်သူရဲ့စံနာအမှန်ကိုတူတာသိမယ်ဆိုရင်ပြည်သူရဲ့စံနာအမှန်ကိုတူတာဦးစားပေးမယ်ဆိုရင်တို့အခုချင်းဒီစကားတွေပြောထွက်မှာမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်တယ်။အဲ့တော့ တခါကျရင်သူကသူ့ရဲ့ interview တွေမှာပြောလို့ပြောရရှိကျွန်တော်တို့သွားနေတာကစစ်တပ်စီကနေပြီးဒီရုပ်စာကိုကျွန်တော်တို့ကဘယ်လိုပြောလဲဗျာစစ်တပ်စီကနေငါတို့ဒီလိုချီကပ်ယူမှရမယ်မင်းတို့ကောင်တွေမသိပါဘူးကွာမင်းတို့ကောင်တွေအထာမနက်ပါဘူးကွာဆိုတော့ငါတို့လောက်မသိပါဘူးကွာဆိုတော့ပုံစံကြီးနဲ့ပြောနေတာဟာတကယ်ယွန်းစရာကောင်းမှန်းတယ်လို့ကျွန်တော်ကတော့မြင်အော်သူပြောပြောနေတာရှိရဲ့စစ်တပ်အာကျွန်တော်တို့ကဒီအချိန်မှာစစ်တပ်စီကနေကွာဖြစ်မယ်ကျွန်တော်တို့ကစစ်ဘုံချုပ်ကိုပြောရဲဆိုရဲတယ်လို့ပြောနေတော့ညာလေအခုအချိန်မှာမပြောရဲမဆိုရဲပါဘူး ပြောရဲမဆိုရဲပါဘူးသူတော်ဟိုတလောတော့ကစစ်တပ်ရဲ့အတုံးချမှုကိုခံလိုက်ရတယ်သူမပြောခဲ့ပါဘူးဘာညာဆိုပြီးတော့သူတော်မှတရင်းသာရှင်းလင်းပွဲတွေပါလေလုတ်ပြီးတော့ဘောမမီဒီယာတွေမှာခေါ်ပြီးတော့ရှင်းလာတာရှိတယ်အဲဒီရပိုင်းမှာလည်းဒီလိုပင်စားခံလာရတာဗျာဒါလားအဲ့တော့ခလို့ဗျာအဲ့တော့ဟိုအခုလေဟောတော့ဒီမှာဟိုဟိုပါလေဟိုအောင်မင်းနဲ့လုတ်တဲ့အောင်မင်းရဲ့မေးတဲ့ဟို အင်တာဗျူးဖြည့်တာပေါ့တော်တော်ပြောပါမယ်ဆိုသူတို့တွေဟိုရှက်ကောဟိုဘာလို့ဖြည့်စရာမီဒီယာတွေမှမရှိတော့တာလေနော်အဲ့တော့ဘောမမီဒီယာရဲ့ဂျားရဲကနေပဲတခါကြီးတော့လောက်ွက်လေးကိုဝင်ပြရတာပေါ့လေလောက်ွက်လေးရဲ့ဝင်ပြတဲ့အချိန်မှာတော့ဘလောက်ွက်ပြမပြရတော့မသိဘူးဒါပေမဲ့ဝိုင်းဆဲခံနိုင်ရတာတော့ကျွန်တော်တို့ကောင်းကောင်းတွေးလိုက်အဲ့တော့အခုအချိန်မှာစစ်တပ်နဲ့ပေါင်းလုပ်လို့ဘောလို့သူတို့လိုချင်တဲ့အရာရမှာလားဆိုကျွန်တော်ကတော့ no ပဲကျွန်တော်ကပြောတယ်တရားရခံတော့တောင်းရင်သူတို့ကိုတန်းပါဆက်နေပြန်ပြီးရင်ကန့်ကောင် အတန်းမှာစနေတဲ့အမှာဟောတော့အတန်းမှာစနေတဲ့ရတော့မှရောကမင်းတန်းမှာစနေယူလိုက်ဆိုပြီးတော့အတန်းမှာစနေတဲ့ရပြန်ပြီးကန့်တတ်ပါလေအများကြီးရှိတယ်သူတို့၁၀ချက်သဘောတူတယ်ဆိုတော့အဲ့၁၀ချက်တွေကနေပြီးလုံလုံးတစ်ချက်လောက်ကိုလောက်ခွင့်ရရင်ကန့်ပါအခုစစ်တဲ့အချိန်နေပို့ပြီးတော့စိုးတယ်ပို့ပြီးတော့စိုးတယ်အဲ့တော့ဟိုပုံမှန်လေးပြောရရင် तू တွားနေတဲ့လမ်းကြောင်းကြီးကမှားနေတယ်ဆိုတာကျွန်တော်ကမဟုတ်အကုန်လုံးသိတယ်အကုန်လုံးသိတယ်ဒီလမ်းကြောင်းကြီးကဟိုတွားခဲ့ကြပြီလေနော်သူပြောတဲ့ကြမှာပါတယ်2010မှာ NLD သား အာဘောတော့ဝင်ပြိုင်ခဲ့ရင်အာနာလွှဲပြောင်းမှုတော့အဲ့အချိန်မှာအေးညံ့ညံ့ညံ့ဖြစ်မှာမဟုတ်ဘူးဆိုတဲ့စကားပဲပြောမှာလို့ဟိုကနေပြီးတော့ဘာလို့ဝင်မပြိုင်တာလဲဘာလို့ဟိုကဖြစ်တာလဲသူ့ဘောက်သူအကြောင်းကြီးအများကြီးရှိတယ်ဗောနော်အကြောင်းကြီးအများကြီးရှိအခုလဲဒီရွေးကောက်ပွဲမှာ तू ဘာညှော်လင့်နေရ तू ဘာညှော်လင့်နေ2020ရွေးကောက်ပွဲမှာအမတ်ဟိုဘာလဲနေရာပေါင်းယာနဲ့ချီပြီးတော့ဝင်ပြန်တာတနေရာမှတော့မရခဲ့တာအခုလိုအခြေအနေမျိုးမှာ तू ထင်တာဘောမတွေစီက तू ထောက်ခံချက်ရမယ်လို့သူထင်နေရတာဒါမှမဟုတ်ပြည်တွင်းမှာရှိတဲ့တချို့သောသူတွေကသူ့ကိုထောက်ခံနေသေးတယ်လို့သူထင်နေရတကယ်တမ်းကျတော့တော့သူတို့သူတို့လိုလူမျိုးမှာအရင်တော့ကတော့ထောက်ခံသူတွေအများကြီးရှိခဲ့ပေမယ့်အခုချိန်သူတို့ကိုထောက်ခံတဲ့လူတကယ်ကိုနဲပါသွားပြီကိုယ့်ရဲ့နိုင်ငံရေးကိုကိုယ့်အောက်တတ်တယ်ဆိုတာတစ်ခါကျရင်အဲ့လိုပဲကျွန်တော်တို့ဟိုဘာလို့တတ်ခံလိုက်ရတာလဲဘာလို့တတ်လိုက်တာလဲကိုယ့်ရဲ့တကူအကျိုးစီးပွားကြောင့်တတ်ခံလိုက်ရတာလားဘာကြောင့်လဲဆိုတာတော့ကျွန်တော်တို့ပုံမှန်လေးပြောရမယ်ဆိုရင် မင်းအဲ့ဒါကိုပုံရှင်ပြောပါစေနဲ့ကျွန်တော်တခုရေးအကျိုးစီးပွားကြောင့်ကိုယ့်နိုင်ငံကြီးကိုတတ်ပလိုက်တာလို့ပဲကျွန်တော်တော့မြင်အော်စစ်တပ်မှာအခုဟိုပါဘောနော်ဟိုတွားပြီးတော့ဆွေးနွေးပွဲတွေတွားလုံနေတယ်အော်ဟိုကနေတွားလုံနေဒီဟာတွားလုံရွေးကောက်ပွဲတွေဝင်မှုလုံနေဟုတ်လားအဲ့တော့ဒီစစ်တပ်ရဲ့ရွေးကောက်ပွဲကိုယုံကြည်နေတာကကိုမှားလာဒီစစ်တပ်ကကရွေးကောက်ပွဲမှာငါတို့နေရာလေးတနေရာရနှစ်နေရာရဝင်ယူမယ်ဆိုတဲ့အယူအဆကကိုမှားနေတာ အဲ့တော့ဒီစစ်တပ်ဒီနိုင်ငံရေးမှာဘာကြောင့်ဒီလိုဟွာဖြစ်နေလဲဒီစစ်တပ်ဒီတီကနေပြီးတော့ကျွန်တော်တို့ငိမ့်ညမ်းစွာတိုက်ယူခဲ့ရတဲ့အချိန်တွေမဟုတ်တော့ဘူးကျွန်တော်တို့အခုဟိုဘောနော်ငိမ့်ညမ်းစွာတိုက်ယူခဲ့တယ်တောင်းယူခဲ့နှစ်ပေါင်းများစွာကျွန်တော်တို့ဒါတိုက်တိုက်ခဲ့ကြရတယ်ဟလာဟိုထောင်တွေတွေကနေပြီးတော့တိုက်ပွဲတွေဝင်ခဲ့ကြရတယ်ဒါပေမဲ့အဲ့လိုမျိုးအချိန်ကာလကြာချီပြီးတော့ဒီစစ်တပ်တီကနေပြီးတော့ကျွန်တော်တို့အခွင့်အရေးတွေကိုတောင်းယူရမယ်အချိန်တခုမဟုတ်တော့ဘူးအဲ့လိုမျိုးပုံစံမျိုးကျွန်တော်တို့မရတော့ဘူး ကျွန်တော်ဒီစစ်တပ်ကိုဖယ်ရှားပြီးမှသာရမယ့်အခြေအနေမျိုးလို့ကျွန်တော်တို့အားလုံးကလက်ခံပြီးတော့ဒီအခြေအနေကိုဝိုင်းကြိုးစားနေတာအဲ့တော့ဟိုသူနဲ့အတူတူ level တန်းနိုင်ငံရေးသမားတွေအများကြီးရှိတယ်အခုချိန်မှာပြည်သူနဲ့အတူရက်တည်ပြီးတော့ပြည်သူနဲ့အလုပ်လုပ်နေတဲ့သူတွေလည်းအများကြီးပဲမြေပြင်မှာရောဟောဗောနော်နေရာဒေသအတီးတီးမှာအလုပ်လုပ်နေတဲ့သူတွေလည်းအများကြီးပဲတခါလေကြောက်တော့ဗျာကျွန်တော်သူ့ကိုပြောချင်တာမီဒီယာရှေ့မှာထွက်ထွက်ပြီးတော့အောက်ကရတွေတက်တက်မပြောပါနဲ့တခါကြရင်ဟိုကျွန်တော်တို့ကတခါကြရင်တကယ်ကျွန်တော်တို့ ိုဒီတော်လည်ရေးကာလာပါတနေ့တနေ့ကိုယ့်ထက်အသက်ကြီးရတဲ့သူအများကြီးကိုဆဲနေရတယ်တော်တော်မဟုတ်တော့ဘူးတဲ့လားအဲ့ဒါလည်းကျွန်တော်ကဝေကြွေးတခုလာတော့မသိဘူးဒါကိုယ့်ထက်ဟိုဟွာဖြစ်တဲ့သူတွေကိုဆဲနေရတယ်စောက်လို့လို့ကပို့ပို့နေတာတော်တော်မဟုတ်တော့ဘူးခင်ဗျအဲ့တော့တခါကျတော့ဘောတော့ဟိုဘသူမေးမှန်လားငါမှန်လားလို့မေးရင်ဘောတော့စစ်တပ်ကအခုအချိန်ရက်နေတဲ့သူကတော့မှားတာပဲစစ်တပ်ကရက်နေတဲ့သူကမှားတာပဲမင်းဘာလန်းကြောင်ရေးရေးအလန်းကြောင်ကအဆင်ပြေမှာမဟုတ်တာ စစ်တပ်စီကနေဖက်ဒရယ်ကိုသွားတောင်းလို့မရဘူးစစ်တပ်စီကနေပြီးဒီဥစ္စာကိုဟောပေါ့နော်ဟိုလောက်ပါဆိုပြီးတော့လောက်လို့မရဘူးသူတို့ကိုယ်တိုင်ရေးဆွဲထားတဲ့အခြေခံဥပဒေပေါ်မှာတော့မအချိန်ချင်းခါခါချိုးဖောက်မှုရှိနေတဲ့ဥစ္စာကျွန်တော်တို့ကဒီစစ်တပ်စီကနေပြီးတော့ဘာတွေဖက်ဒရယ်ဘာတွေသွားမြော်နေမရဘူးစိတ်ချလုံးဝမရဘူးတတလုံးတောင်းဟိုအဝီသီးတီသွားတောင်းမရဘူးကိုကတေွားတဲ့ဦးနေဝင်းလို့စီကလိုက်တောင်းမရဘူးတိလားဘာမှရရအကြောင်းလုံးမရှိတာအဲ့တော့ဟိုဟာပေါ့နော်တခါလေကြတော့ ဟိုအဲ့လိုသူ့ရဲ့ပြောစကားတွေကိုလည်းတစ်ဖက်ကမီဒီယာတွေကတမင်တက်တက်ကိုလူလူကြားတဲ့ကိုရောက်အောင်ပို့ပို့နေတာကလည်းဟိုတော့ဟိုပြောရမလို့တစ်ဖက်ကနေပြီးတော့ဒီဘယ်လိုပြောမလဲကျွန်တော်တို့ ਨੇ ဟိုတော့ဟိုကျွန်တော်တို့ဟိုအာယုံတွေထွေပြောင်းလာလုံနေသလားဆိုတော့ကျွန်တော်ထင်ရအဲ့လိုပဲကျွန်တော်ကတော့ဟိုတော့အများကြီးမပြောချင်ဘူးအဥပ္ပိုလ်ယူတော့ဗောနော်ဒါဟိုကျွန်တော်လည်းအခုချိန်တော်လန်လူငယ်တယောက်ပါစစ်တပ်ဘက်ကနေရောက်လာပြီးတော့အဟိုကျွန်တော်တော်လန်တဲ့အပြည့်နဲ့တော်လန်နေတဲ့လူငယ်တယောက် ဲ့လိုလူငယ်တယောက်အနေနဲ့ပြောကြဥက္ကိုကြီးကိုတိတ်ပြီးတော့စကားကြီးအများကြီးမပြောပါနဲ့လို့ကျွန်တော်တို့ဆဲရတကယ်မုန်းနေပါပြီလို့အဲ့ဒါပဲပြောနေတယ်ကိုမင်းတော့ပြောသွားတာမလို့ကျွန်တော်ကကြည့်လို့ရည်ရှင်တယ်ကိုကိုရတဲ့ဒီလိုမျိုးမိလိုက်စလိုက်သေးရတယ်ဒီလိုရှိတကယ်ဒီရဲကမလိတော့ဘူးလို့လားဒီမှာလည်းမရှိဘူးဘာလို့လုပ်ဒီဘာလို့လုပ်တယ်မသိဘူးအခုဒီလိုနေတိုင်းဆိုလို့ရှိရင်ဘာလို့လူနေအောင်တိတ်ပါလားဒီစစ်တပ်ကသူတမင်ကြီးကဟိုနိုင်ငံကကူညီတာမဟုတ်ဘူးပြည်သူကူညီတာဒီစစ်တပ်ထွက်ပေါက်ရာကြီးကိုသူတို့ကကူညီပေးနေရတယ် သူပြောတဲ့စကားတွေမှာအဖြေကပါပြီးသားအဲ့ဒါကိုလည်းတိတိနဲ့ကြောင်နေလိုက်ပြီးတော့လဲနေရရပို့ဆူတာကဲဟိုအခုလည်းများတယ်ပေါ့ဆိုတော့ဒါဒီနေ့ကတော့ကျွန်တော်ဂျီကိုလျောက်တာပြောသွားရတော့လက်ရှိကျွန်တော်နိုင်ငံမှာဖြစ်နေတဲ့ဒီဒီမင်းအောင်လည်းလို့လုပ်တဲ့ရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့နော်ဒီစစ်တကားနိုင်ငံရဲ့ထွက်မဲ့အထက်ဘူးဆိုတဲ့ဟာမျိုးတွေရဲ့နောက်ပြီးရေကောက်ပွဲနဲ့ပတ်သက်တဲ့သူတို့တွေရဲ့ဒါဒီပါတီကိုယ်စားလှယ်ခေါင်းဆောင်တွေရဲ့ပြောစကားတွေနဲ့ပတ်သက်တဲ့ကျွန်တော်ဂျီကိုလျောက်တာပုံမှန်လေးနဲ့ပေါ့နော်ဆိုတော့စစ်လက်ရှိတယ်လို့ပြောသွားရှင်းပါတယ်ဆိုတော့ဒါကျွန်တော်ဒီအစီအစဉ်ကဒါနောက်ဆုံးပိတ်အနေနဲ့ဒါနေထောင်ကနေပေါ့တော်လည်းမျိုးတော့ဗာစကားထွက်ပြီးပြောပြနေပါသေးတယ် အဲ့တော့တေးကြတာတစ်ခုကကျွန်တော်တို့ဒီစစ်တပ်ကနေစစ်တပ်ကနိုင်ငံရေးကနေထွက်ဖို့အတွက်မဟုတ်ဘူးကျွန်တော်တို့ကစစ်တပ်ကစစ်တပ်ကိုဒီနိုင်ငံကနေပြီးတော့အမြင့်ဖြတ်ဖို့အတွက်ကျွန်တော်တို့ကဥတီထားမှာဖြစ်ပါတယ်အဲ့တော့အဲ့လိုနောက်ဆုံးတော့ဗျာအဲပြောကြတယ်တော်လိုင်းပြီးွားရင်ချိန်တဲ့သပွဲပွဲမှာသကားပြောမဟုတ်တချို့သောအရာတွေကသပွဲပွဲမှာသကားပြောရမှတွေကဖြစ်လာမှာကြီးအများကြီးရှိတယ်ဒါကိုကျွန်တော်တို့ကတယူတန်ပြီးဒီစစ်တပ်ကိုလူငါးသိန်းရှိရဆိုလူငါးသိန်းကိုကျွန်တော်တို့ကတတ်ပလိုက်လို့မရဘူးဗျာလူငါးသိန်းလုံးကိုကျွန်တော်တို့လည်းမတတ်နိုင်ဘူး ဘုမလည်းလည်းပြောရအောင်အဲ့တော့ဟိုဘောနော်အပြစ်ပေးရပါတယ်တခြားဥစ္စာတွေအများကြီးကျွန်တော်တို့ရှိအဲ့တော့တေချာတစ်ခုကတော့ဒီစစ်တပ်မှာနိုင်ငံရေးအာဏာကိုမမောပြီးတော့မျိုးဆက်လိုက်ပြိုးထောင်လာတဲ့ဒီစစ်တပ်ကိုတော့ဟိုကျွန်တော်တို့ကဒီနိုင်ငံမှာတော့ဆက်ရှိခွင့်တော့မပေးမပေးသင့်တော့ဘောနော်စစ်တပ်ကစစ်တမ်းလျှောက်ပြန်တော့ဆိုရင်နောက်တစ်ချိန်ကျရင်နိုင်ငံရေးတက်ပြန်ဝင်လာမှာပဲဒါကျွန်တော်တို့အားလုံးလားတဲ့လက်ခံရမယ်အရာတစ်ခုပဲအဲ့တော့ဒီစစ်တပ်ကိုဘောနော်ကျွန်တော်တို့ကအစ်စ်တစ်ခုပြန်လဲဖွဲ့စည်းရမယ်ဒါဒီစစ်တပ်ကို အာဘောတော့ကျွန်တော်နိုင်ငံစစ်တပ်ကြီးတစ်ခုကိုစစ်တပ်အသစ်ကြီးတစ်ခုကိုကျွန်တော်ပြန်လဲထူထောင်ရမယ်ဒါကလုံးဝသိကြတယ်လို့ကျွန်တော်မြင်အခုချိန်ဒီကျွန်တော်မြင်နေမြင်မယ်ဒီစစ်တပ်နဲ့ကျွန်တော်နိုင်ငံမှာလုံးဝအဆင်မပြေတော့ဒီအကြမ်းမဲ့စစ်တပ်ကြီးကျွန်တော်နိုင်ငံကိုလုံးဝအဆင်ပြေတော့ဒါကြောင့်မလို့ကျွန်တော်တို့ဒီ Federal Army တစ်ခုကိုကျွန်တော်တို့ထူထောင်ရမယ် Federal နိုင်ငံတစ်ခုကိုကျွန်တော်တို့လောက်ကအဲ့ဥစ္စာကကျွန်တော်ပြည်သူတွေကိုယ့်ဘောက်ကိုလောက်ရမယ်အရာကြီးပဲအော်ကျွန်တော်တို့တော်လှန်ရေးမှာဆလာကလေးကရီမန်းချက်တွေရီယော်ချက်တွေဘောင်းဆောင်ကျွန်တော်တို့ရှိပါတယ်ဒါပေမဲ့တေချာတစ်ခုကတော့ဖက်ဆစ်စစ်တပ် ်ဟိုကတော့အာနာရှင်စနစ်အဆုံးသတ်မယ်ပေါ့နော်ဖက်ဆစ်စစ်တပ်အမြင့်ဖြတ်မယ်ဟုတ်လားဒါကကျွန်တော်တို့ရဲ့ဥစ္စာတွေဖြစ်ပါနောက်ပြီးတော့ကျွန်တော်တို့အနာဂတ်အတွက်ကျွန်တော်တို့ဖက်ဒရယ်အနိုင်ငံတစ်ခုကိုကျွန်တော်တို့ပြန်လည်ထူထောင်မယ်ဒီဟီမန်ချက်တိုင်းပဲကျွန်တော်တို့ဆက်သွားဖို့လိုပါသူပြောသူအခုအချိန်မှာရွေးကောက်ပွဲဥတီပြီးတော့ဟာလာနိုင်ငံကြီးထွက်ပေါက်ရရှိရေးကိုဘောင်းတော်လုပ်နေတဲ့သူတွေကိုပြောရမယ်ဆိုအာယုံပေါ့နော်သူတို့ဘာတွေလုပ်နေလဲဆိုတာတော့ကျွန်တော်သိဖို့လိုတယ်။ဒါပေမဲ့ကျွန်တော်အာရုံအပြည့်အဝစိုက်ဖို့မလိုဘူး။အော်ကျွန်တော်ဒီဘက်မှာကျွန်တော်တို့ရဲ့ ိုးပေါ့နော်ဒီတော်လှန်ရေးကိုအနိုင်ရရှိရေးတော်လှန်ရေးရဲ့အဘောနော်အောင်ပွဲရဲ့နေ့ရက်ကိုကျွန်တော်တို့အမြန်ရောက်ရှိရေးအတွက်ပဲကျွန်တော်တို့ဥတည်ပြီးတော့သွားမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့စီရေးအရာကျွန်တော်တို့အောင်မြင်မှုတွေကိုပို့ပြီးတော့ရရှိဖို့လိုတယ်စီရေးအရာကျွန်တော်တို့တွေ target တွေတစ်ခုပြီးတစ်ခုကျွန်တော်တို့ထိဖို့လိုတယ်စီရေးနီလန်းတွေပို့ပြီးတော့ အားသာလာဖို့လိုတယ်အာကျွန်တော်တို့ဒါဟိုမနှစ်ကတော့ကျွန်တော်မြင်ခဲ့ပြီဒီနှစ်မှာလည်းထပ်ပြီးတော့မြင်ရဖို့အတွက်အခုဆို၃လပိုင်းရောက်လာပြီဒါမဲ့ထပ်ပြီးမြင်ရဖို့အတွက်အလားလာကောင်းနေလဲရှိလာမယ်လို့ကျွန်တော်ကတော့ယူဆတယ်အဲ့တော့ဟိုပေါ့နော်ကျွန်တော်နိုင်ငံရဲ့နိုင်ငံရေးတည်ပြည်သူသားလည်းအဓိကပြည်သူဘာဝသာအဓိကပြည်သူရွေးချယ်တင်မြောက်တော့သူသားလည်းပြည်သူအစိုးရဆိုတဲ့ပုံစံမျိုးပဲကျွန်တော်တို့သွားမှာဖြစ်တယ်ဒါကအရန်ရေးကြည့်ရလို့ကျွန်တော်မြင်တယ်ဒါကြောင့်မလို့ကျွန်တော်တို့အဆုံးသက် စစ်တပ်ရဲ့အဆုံးသတ်နေ့တွေကိုပဲကျွန်တော်တို့ဘောတော့ဟိုရောက်ရှိရေးကိုဥတီပြီးတော့တွန်းကြရအောင်လို့ပြောနေတယ်ပဲကျွန်တော်ညီကိုညီအောင်ဒီညတော့ဝေးလီအစီအစဉ်ကိုဒီမှာပဲရန်သားချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါခင်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ညာ